အင်အားဖြင့်ငလျင်လောက်ခတ်ခဲ့တဲ့ဒေသတွေမှာအင်တာနက်လိုင်းဖုန်းသွင်းခတ်ခဲ့ပြီးကြောင်းရင်းစစ်စစ်မှုကန့်သက်ချက်တွေဖြစ်ပေါ်နေချိန်မနေ့ပြည်နယ်ရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလျင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေငလျင်တန်ခံရပြီးနောက်ဆက်တွဲသိသိသိထားတဲ့အချက်အလက်တွေကိုမျှဝေပေးနိုင်ဖို့ဒီစီမာရေဒီယိုကငလျင်အထူးအစီအစဉ်အနေနဲ့ရေဒီယိုဆက်ကလေးရှိတာနဲ့ဖမ်းယူလို့ရမယ်ဒီစီမာ short wave ရေ ီထုတ်လွှင့်သွားမှာဖြစ်ပါတယ်။မြန်မာရေဒီယိုနောက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်9:00နာရီကနေ9:00နာရီခွဲထိ9.3မီတာ37မီတာဥဒသမ43မှတ်ကစက္ကန့်နဲ့ဖြန့်ယူနာဆင်နိုင်ပါတယ်။မြန်မာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်9:00နာရီကနေ9:00နာရီခွဲထိ9.3မီတာ16မီတာ7.5မှတ်ကစက္ကန့်နဲ့ထုတ်လွှင့်သွားမှာ ြိုင်နက်ထဲထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်လို့ online ကနေလည်းနားဆင်နိုင်ပါတယ်ရှင်